နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်ကိစ္စရေးညှိနှိုင်းရေးမှူးတွန်ဖလက်ရှားဟာငလျင်တန်းခံခဲ့ရတဲ့မြန်မာနိုင်ငံကို လာရောက်မယ်လို့ကုလသမဂ္ဂကမနေ့ကထုတ်ပြန်ထားပါတယ်။တွန်ဖလက်ရှားဟာဒီနှစ်ဧပြီလ၄ရက်နေ့မှာမြန်မာနိုင်ငံမြေပြင်ကို ရောက်ရှိမယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒါ့အပြင် ကိုလသမကအတွင်းရေမူရှုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဗစ်ချော့ဟာလည်းငင်းချမ်းရင်နဲ့ဆွေးနွေးမှုတွေအတွက်ကုလသမဂ္ဂရဲ့ကတိကဝတ်တွေကိုအားဖြည့်ဖို့မကြခင်မှာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့ဂူတာရက်စ်က ပြောပါရယ်အထူးသဖြင့်အကြအတေးရဲ့အတိုင်းအတာနဲ့ကိုက်ညီလိုအပ်တဲ့ရန်ပုံငွေတွေကိုချက်ချင်းမြင့်တင်ဖို့နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းနေလို့လဲဂူတာရက်စ်ကပြောကြပါရယ် မိုးရာသီနီးကပ်လာနေတဲ့အချိန်မှာငလီရင်ဘေးဒဏ်ကအခက်အခဲဒုက္ခတွေကိုပုံမဆိုးဝါးစေပြီးအခုလိုကြေကွေးဝမ်းနည်းဖွယ်ရာကောင်းတဲ့အချိန်မှာမြန်မာပြည်သူတွေအတွက်အားလုံးကပြောင်းလဲကြိုးပမ်းကြဖို့ကိုလေ Gutarres ကတိုက်တွန်းထားပါရဲ့ရှင်